င်ကလေးကနင့်ကိုမမြက်ရဲ့ဖန်မှာဟာတော့ဂါးရီရိုက်တဲ့အချိန်မှာနင့်ကဟိုပါဖြစ်တာမဟုတ်ဘူးပေါ့နော်။ဟေ့ညီမကျတာကစနေလာရတဲ့ခါလား။အာမြင်သွားတာပေါ့နင့်ရန်စုတောင်းခဲ့တာပေါ့နော်။ကိုကြီးနဲ့ရိုက်ခွင့်ရဖို့အတွက်ကိုစုတောင်းခဲ့တာ။နင့်ရန်ကြီးပါလေ။အဲ့ရန်ဖြစ်ကိုဖြစ်နေတာတဲ့။ခလေးတွေကစိတ်တန်ရရသွားလိမ့်မယ်။ခမောင်ကငြိမ်နေတဲ့လူ။အာနာပါပါပြည်။ ရဟိုဟာတော့ဆိုလဲဟာတော့ပိုင်ပိုင်နိုင်နိုင်လုံနိုင်တယ်ဒရမာဆိုလို့ရှိရင်လဲဒရမာကိုပိုင်ပိုင်နိုင်နိုင်လုံနိုင်တယ်ပေါ့နော်နင်းကလဲအဲ့လိုမျိုးလူတစ်ယောက်ဖြစ်အောင်ဟာတာအနေနဲ့ဒရမာအနေနဲ့ဟော်ရာအနေနဲ့ဘလို့ဆက်ဘလို့ပုံစံမျိုးတွေလာလာရှားတယ်ပတ်စုံတော်တယ်အမှုပြရှင်တစ်ယောက်ဖြစ်အောင်တော့နင်းကြိုးစားပါမယ် တ်မြိုင်လေးမှာဥယျာဉ်မှုရရှိစကိုင်း pressure နေလေးမှာလာရောက်ပြီးတော့အားပေးကြတယ်ဝင်ရမေးကြတယ်ပြည်သက်တူအပြောင်းရှင်စီတာကိုကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်။နင်မနဲ့လေးမှာဥယျာဉ်မှုစကားထဲမှာပေါ့နော်။ မူဂျိုးရဲ့ဇနီးလိုက်ညာနေပြီးတော့ပေါင်းပြီးတော့ပြုဆောင်ထားပါတယ်လို့စကားလေးထဲမှာတော့နှစ်ရလုံးကအညာသူစစ်စစ်လုံးဝရကြမ်းရေချိုပုံစံမျိုးလုပ်ထားရတာဆိုတော့ပေါ့နော်အပြင်ထဲတော့တော်တော်လေးကွာဟာမှုတွေရှိနေတာဆိုတော့အဲနှစ်ကိုလည်း character လေးနဲ့အပြင်အနေနဲ့တွဲပြီးတော့မှမိပေးကြပါဘူးနှစ်ကကိုစူးစမ်းမှုပိုင်းကတော့နှစ်တော့မနေ့ကကြည့်ပြီးပြီဆိုတော့ကိုကိုကတော့90ရာခိုင်နှုန်းတော့နှစ်မှာဂျင်းတဲ့အားရမှုရှိတယ်ဒါပေမဲ့ဂျင်းတဲ့90ရာခိုင်နှုန်းကကြာလဲကြည့်တဲ့ပြည်သက်တွေရဲ့ feedback ကိုနှစ်တော့ပြန်ချောင်းအောင်ပါဆိုတော့လေအဲ့ဒါလေးကိုနှစ်ရက်ခုံနေပါတယ်ဟို မြင့်မြတ်ပေါ့နော်ကိုငိမ့်ချမ်းနေပြီးတော့မှဒီအကြောင်းသားတွေအပေါ်မှာထားတဲ့ဂယုနာတွေမြစ်တာတွေအများမြင်ရတယ် ကျောင်းသားတွေကိုစူရာမျိုးငောက်တာမျိုးလုံးဝမလုတ်သွားဘဲနဲ့ပေါ့နော်သူရဲ့ရေဘက်ထဲမှာဟာရှိနေတဲ့ဘီယူနာတော်တော်တွေသူရေဘက်ထဲမှာရှိနေတဲ့တပည့်တွေပေါ်မှာပိစက်ချစ်စိတ်တွေကိုအများကြီးမြင်ရတယ်မြင်ရတော့အဲ့လိုစင်းလေးလေးဆိုနှင်းတော့ကလေမထိန်နိုင်ဘူးပေါ့နော်ပြီးရင်ကိုကိုကိုမြေကြီးကြရတဲ့စင်းပေါ့နော်ကိုကိုမြေကြီးကြရတဲ့စင်းရောဒါယောက်ျားပိုးတိရဲ့စင်းပေါ့နော်အဲ့စင်းလေးမှာဆိုလို့ရှိရင်နှင်းကိုယ်တိုင်လည်းအဲစင်းပေါ်မှာတော့လည်းအချက်ကြီးတွေငိုခဲရတယ်လို့မျိုးပေါ့နော်ပြန်ကြည့်တဲ့ချိန်မှာလည်းအစင်းလေးကိုပဲချင်းပြန်ကြည့်ကြည့်ဝမ်းနေတယ် ငိုရတယ်ပြီးရင်နောက်ထပ်တစ်စင်းလေးရကြတော့ဆရာထွက်သွားတော့မယ်ဆိုတဲ့ချိန်မှာပေါ့နော်ចောင်းသားတွေကအဲဝိုင်းပြီးတော့ငငိန်လေးအရန်ဆူညံပွက်ပြီးတော့အရန်ရောက်ရက်ခက်တဲ့ចောင်းသားတွေအဲ့ချိန်မှာစိတ်စိတ်ငြိမ်သက်ပြီးတော့အဲဆရာထွက်သွားမှဆိုတဲ့စိတ်ကလေးပေါ့နော်အဲ့ဒီစိတ်ကလေးကိုနင်းတော်တော်လေးမြင်ရတဲ့အတွက်အစင်းလေးဆိုလို့ရှင်လည်းနင်းတော်မြင်ကြရပါတယ်လောကမှာညံပြင်းတဲ့တပည့်ဆိုတော့မရှိဘူးပင်ပြညံ့တဲ့ဆရာဆိုတာပဲရှိတာ။ကျမတို့ကညံ့ဖြစ်တဲ့ဆရာတွေပေါ့။ခမရောက်ကျုပ်အေးအေးယူပါလေ။ကျုပ်ကခရိုင်ပညာကိုဥအောင်တန်းတယ်။ အရင်ကတည်းကပေါ့နော်အရင်ကတည်းကနင့်ရဲ့ကိုမြင့်ရဲ့ဖန်မှာဟာတော့ဂါးရီရိုက်တဲ့အချိန်မှာနင့်ရဲ့ဟိုဟာဖြစ်တာမဟုတ်ဘူးပေါ့နော်ဟိုအရင်တည်းကနင်တို့အခွေကစ်ကိုအခွေကစ်မိခဲ့တယ်ဆိုတော့အခွေထဲမှာကြီးခဲ့ရတဲ့ဂါးရီဆိုလို့ရှိရင်မမရဲ့မကစ်နဲ့ဂါးလေးမှာပေါ့နော်မောင်နှမဂါးလေးမှာဆိုလို့ရှိရင်အရန်ဟိုဝမ်းနေရတယ်အရန်ဟို PDA ကိုဘယ်လိုပြောအရန်ကိုမြင့်ကြီးကြခဲ့ရတယ်ပေါ့နော်အဲ့တော့ကိုကြီးရဲ့လုံနိုင်စွမ်းနဲ့ကိုကြီးရဲ့ဘလောက်ထိတောင်မှသွားနိုင်မလဲဆိုတဲ့ဟာတွေကနင်တို့ကြိုသိထားပြီလားဗာဒါပေမဲ့ဒီဂါးထဲမှာလည်း အရင်ကထက်ပိုပိုပြီးတော့ကောင်းသွားတဲ့ item တွေနဲ့ကိုကြီးကိုလေးရမ်းရမ်းကြည့်ကြည့်ပါတယ်ဟုတ်ကဲ့ကိုကြီးရဲ့အားကြရဲ့ item ကိုလည်း ပြောဆရာတော့ဒီအိမ်မက်ကျက်တာ7နှစ်လောက်ခံရအောင်။အမြင်သွားတာပေါ့။နင်းရမ်းဆူတောင်းခဲ့တာပေါ့နော်။ကိုကြီးနဲ့ရိုက်ခွင့်ရဖို့အတွက်ကိုဆူတောင်းခဲ့တာ။အဲလိုပဲဖြစ်ကိုရမ်းချက်ခဲ့ရတယ်ဟိုကိုကြီးကယ်ဒမီရိုက်တော့ဆိုလည်းနင်းရမ်းပျော်ခဲ့ရတာပေါ့နော်။ငငယ်ကလေးတွေက view အပင်းလာတဲ့ဖန်တယောက်အနေနဲ့အခုအတူတူရိုက်ခွင့်ရတဲ့ကားလေးပေါ့နော်။ရိုက်ခွင့်ရတဲ့ကားမှမှတကယ်ဟိုအကားကောင်းကားကြီးဟိုမှာရိုက်ခွင့်ရတဲ့အတွက်နင်းရမ်းကိုဝမ်းသာကုန်ပါလား။ဒါကအကယ်ဒမီရဆိုတော့ဘောကပန်းထားတယ်။ရမ်းစီစဉ်တာပေါ့။ရမ်းစီစဉ်တာပေါ့။ကိုကြီး ို့တော့အများအားဖြင့်ဂျပန်တရကိုကဂရမီပေးထားပြီးသားပါဒါပေမဲ့လည်းဒီကားလေးနဲ့လည်းထပ်ပြီးတော့ရသေးချင်ပါတယ်ရှင်။ဟုတ်အဲ့ဒါကြောင့်မလို့ကိုကြီးကြိုက်တာပေါ့နော်။ကိုကြီးကဟိုဟာတော့ဆိုလဲဟာတော့ပိုင်ပိုင်နိုင်နိုင်လုံနိုင်နေ။ဒရမာဆိုလို့ရှင်လဲဒရမာကိုပိုင်ပိုင်နိုင်နိုင်လုံနိုင်နေပေါ့နော်။အဲအဲ့လိုမျိုးဖြစ်ခွင့်ဖြစ်တဲ့အတွက်ကိုမလို့နင်းကလည်းအဲ့လိုမျိုးလူတယောက်ဖြစ်အောင် ဟာတအနေနဲ့ဒရမာအနေနဲ့ဟော်ရာအနေနဲ့ဘလို့ဆက်ကဘလို့ပုံစံမျိုးတွေလာလာရှားတယ်ဗစုံတော်တဲ့အမှုပြချက်ရှင်တယောက်ဖြစ်အောင်တော့နည်းကြိုးစားပါမယ်။ဟုတ်ကဲ့ပါကျွန်တို့ရဲ့ပမျက်လည်းမအမှုရမျိုးရှင်စကားရာဒီဇင်ဘာလ12ရက်နေ့ကနေစပြီးတော့မြန်မာတနိုင်ငံလုံးမှာရှိတဲ့ရုပ်ရှင်ဝင်တွေမှာစတင်ပြသတော့မှာမို့လို့အားလုံးမဲ့လာရောက်အားပေးဖို့ကြိုးပမ်းခေါ်လိုက်ပါတယ်ရှင်။